ကျောက်ဖြူမျိုးနဲ့အမှတ်32ရဲတက်ရင်ရဲ့အနီးဆုံးခံစစ်ဖြစ်တဲ့ပြိုင်းစစ်ကေရွာအနီးမှာအရခတက်တော် AA နဲ့စစ်ကောင်စီတို့အကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာပြင်းထန်နေပြီးတေဆုံးနေတဲ့စစ်ကောင်စီတပ်သားတွေရဲ့ရုပ်အလောင်းတွေဟာရာနဲ့ရှိကနေရအနှံ့အပြားမှာပြန့်ကျင်းနေတယ်လို့လည်းမျက်မြင်ဒေသခံတွေကပြောဆိုကြပါရယ်။အများစုရုပ်အလောင်းတွေဟာကျောက်ဖြူမအီကတရလမ်းတလျှောက်မှာပြန့်ကျင်းနေတာဖြစ်တယ်လို့မျက်မြင်ဒေသခံအမျိုးသားတယောက်ကပြောပါရယ်။ ပြိုင်စစ်ကေရွာပန်ဝင်းကျင်ကလေကွင်းနေတောင်နာရဲမှာအလောင်းတွေအများအပြားတွေ့ရတာဖြစ်ပြီးကတ္တရာကာလန်ဘေးတွေမှာလည်းစစ်ကောင်စီတပ်သားရုပ်အလောင်းတွေအများအပြားတွေ့ရတယ်လို့ဒေသခံတချို့ကပြောပါရယ်စစ်ကောင်စီတပ်သားအရှင်ရှင်သူ့လူကိုသူပြန်မကေနိုင်တယ်လို့ဒဏ်ရာရထားတဲ့လူတွေကိုလည်းပြန်မသိနိုင်ကြဘူးလို့ဒေသခံတယောက်ကပြောပါရယ်မနေ့ကတနေ့လုံးကြောက်ဖြူမျိုးနဲ့ဂုံးချွင်တိုက်နယ်အမှတ်32ရဲတပ်ရင်းအနီးအဓိကခံစစ်ဖြစ်တဲ့ပြိုင်စစ်ကေတောင်ကျော်တလျှောက်မှာ တိုက်ပွဲတွေပြင်းထန်နေကြတယ်လို့လည်းသိရပါရှင်